အာကျွန်တော်ကဟာဒီတို့ women league မိန်းကလေးဘွဲ့ရှိရဆိုတော့လေဒီပစိဘိတ်ဇမ်းမာနေပြီးတော့မှဒါဘောလုံးသမားတွေကနေပြီးတော့အဲမှာတို့ကစားဖို့အတွက်ခေါ်တဲ့အတွက်အဲ့တော့ကျွန်တော်အသင်းကကလေးတွေဘောလုံးသမားလေးတွေလည်းပေးစော်ရနေတယ်ကျွန်တော်လည်းအရင်တော့ပူဇော်ကစားခဲ့တာဆိုတော့အာဒီ club ဘွဲ့လေးဝင်ပြီးတော့ကစားတာပါဟာဟိုပြန်ကစားပြည့်တယ်ဆိုတော့ဒီလိုကျွန်တော်က ဟိုဘောလုံးလည်းကစားခဲ့တယ်ဖူဆယ်မှာလည်းကျွန်တော်ဒီနိုင်ငံအတွက်ပေါ့နော်စီကိန်းပြိုင်ပွဲမှာကျွန်တော်ဖူဆယ်တတိယယူခဲ့ပေးတယ်ပေါ့နိုင်ငံအတွက်အတွက်ကျွန်တော်အဲ့လိုမျိုးဆိုတော့ဒီဖူဆယ်ကစားနည်းကိုလည်းသဘောကျဘောလုံးကိုလည်းကြိုက်တယ်ဒါပေမဲ့ကိုကဟိုနီးပြလည်းလုံးနေပြီလက်ရှိအခုအသင်းမှာဆိုလည်းအုပ်ချုပ်သူတယောက်လုံးနေတာဒါပေမဲ့ကျွန်တော်ရှိတဲ့အားလေးနဲ့ပေါ့နော်ကျွန်တော်ဒီအားကစားကိုနှစ်သက်တာလည်းဖြစ်တဲ့အတွက်ကြောင့်ဘောလုံးကိုလည်းကြိုက်တယ်ဖူဆယ်ကိုလည်းကြိုက်တယ်ဒါကြောင့်ဒီတို့ရဲ့ဒီမိန်ကလေးဦးမန်းလေးပွဲလေးမှာကျွန်တော်ဝင်ပြီးတော့ကိုယ်ဝန္ဒနာပါတဲ့အရာတစ်ခုနဲ့ကို့မှာရှိတဲ့ အားနေပေါ့နော်။လေဝေးစင်မဖြစ်တော့မှဒါပေမဲ့အရင်တော့ကစားကြတဲ့ကစားမတယောက်အနေနဲ့ကျွန်တော်ရှိတဲ့အရာလေးနဲ့ဝင်ပြန်တယ်။ဟုတ်ပါတော့နော်။အော်အဲ့ဒါကျတော့ကျွန်တော်ကဒီခင်မာလာထုံးတော့ဝင်နေကြလို့ကျတော့ကျွန်တော်ရအများကြီးငယ်တယ်။အာကျွန်တော်ကကျတော့ဟို1996ခုနှစ်လောက်တည်းကကျွန်တော်ကစားတယ်။အခုလက်ရှိအသက်နဲ့ဆိုကျွန်တော်40ကျော်နေပြီလေ။ဆိုတော့မာလာတို့ကကျတော့အသက်အငယ်ပိုင်းပေါ့။အသက်လက်ပိုင်းမှာခင်မာလာထုံးတော့ဝင်နေတော့ကျွန်တော်ရအများကြီးခလိတွေငယ်သေးတယ်။ကျွန်တော်ကကျတော့လက်ရှိဒီအသက်မှာလေဝေးစင်အသက်မှာကျတော့ဘလို့မှမဖြစ်နိုင်ဘူးလေ။ဟိုနောက်လက်မျိုးဆက်တည်တည်နဲ့ဘာနဲ့ဆိုဒါကြောင့်မှာအစိအရဆိုတော့စော့ကျင် ာပေါ့လည်းပါပဲဟိုဘလုံးသမားဖြစ်တဲ့အတွက်တော့စိတ်ကတော့ရှိသေးတယ်ဒါပေမဲ့စိတ်ရှိပေမဲ့ခန္ဓာကိုယ်ကမလိုက်နိုင်တော့ကိုယ်အသက်ရွေးနေကြတော့လေဟုတ်အခုလက်ရှိနေကြတော့ကျွန်တော်အသက်ရှိဆုံးလို့ထင်တာပါ ဘာလို့လဲဆိုတော့ကျွန်တော်ကဒီအခုကျွန်တော်ဒီဆမ်းပါမှာဆိုလို့ရှိရင်ကလေးတွေအများကြီးနဲ့ဖွဲ့စည်းထားတယ်နောက်ထပ်မျိုးဆက်တစ်တည်းနဲ့ဒီဆမ်းပါရဲ့ဟိုပိုင်ရှင်ကလည်းဘာပဲဖြစ်ဖြစ်နောက်ထပ်သူယောက်ျားလေးတွေအကြီးအငယ်တဲ့နေရောအကြီးတဲ့နေရောဒါမိန်းကလေးလေးမှဆိုလဲသူအများကြီးပြန်ဖွဲ့စည်းထားတဲ့အသင်းလေးပေါ့နော်ဆိုတော့ဒီပိုင်ရှင်လေးနဲ့ရဲ့အခုလက်ရှိအသင်းမှာလည်းအငယ်တွေသူဖွဲ့စည်းပြီးတော့လှုပ်ထားတာဆိုတော့ကိုကတော့ဒီဆမ်းပါအသင်းမှာဆိုတော့အသက်ကြီးဆုံးကြော်ထင်ပါလေဒီ woman အခုလက်ရှိလေးမှာလည်းကျွန်တော်အကြီးဆုံးလို့ထင်တာအခုလောလောဆယ်အသက်ကျွန်တော်54ထဲမှာဗျဒီနေ့ဘွဲကျွန်တော်တို့ကဟို7ဘွဲပဲကျွန်တော် ပြန်ရတော့၃ကိုကျော်ပြန်ပြီးတော့ဖိခိုင်းရတယ်ဟာ၁၀ကိုတော့ကျွန်တော်မနစ်ကမစော်ဘူးဗျမနစ်ကတော့သူတို့ဒီဇန်ဘာသင်းလေးတတိယရရတာတယ်မနော်ဒါမဲ့ဟိုမနစ်ကတည်းကဆိုရင်ဒီနှစ်ကဒီအမျိုးသမီး ဘူဇယ်လိလေးရတယ်တော်တော်ကိုအသေးနဲ့စိတ်ပါဝင်လာမှုရှိရဲ့တချို့အသေးနဲ့ဆိုလို့ရှိလို့ရှိရင်ကန့်ရှိရှိလောင်းတိုင်းသွင်းထားတယ်သူတို့ဒီမြန်မာလေယူစေအမျိုးသမီးပူဇယ်အတွက်ပြင်ဆင်ထားတဲ့အသင်းလေးတွေပေါ့အခုတစ်ခေါက်ကျွန်တော်ဆိုတာပြီးခဲ့တဲ့လိရာဆိုကျွန်တော်ဟိုပူဇယ်ပွဲကိုဒီလိုက်ကပဲကြည့်ရတာရှိတယ်အခုဆိုဒီထဲလာကြည့်ရကိုကိုတိုင်လည်းပါရောဒီလေးမှဝင်ပြီးတော့ကစားကြည့်တဲ့အချိန်လေးမှာဂျန်တဲ့အသင်းလေးတွေမှာတော်တော်လေးပူဇယ်နဲ့ပတ်သက်တဲ့ဂိမ်းကလေးတွေရဲ့ပါရောကိုကိုယုံကြည်မှုပေါ့နော်ပါဆိုပူဇယ်တီးတဲ့ဂိမ်းတစ်ခုထွက်လာတယ်ပေါ့ဒါကျွန်တော်မြင်ရတော့ဒီ 1GN တို့အခုဒီဆိုတာ divide လိုက်လို့ဆိုကစားသွားတဲ့ထဲမှာဟာလေးတွေနောက်ထပ်ဘာပဲပြောပြောကချင်အသေးမင်းကလေးတွေပေါ့ဆိုဒါလေးဆိုအရန်သဘောကျကချင်မှာဆိုမင်းကလေးပုံစံလေးတွေများတယ်ခန္ဓာကိုယ်ဖွဲ့စည်းပုံလေးတောင်းတောင်းလေးကစားစဉ်စိတ်လုံးချင်စိတ်ကလေးတွေရှိလာတဲ့ဟာအတွက်ကတော့ကိုယ်နိုင်ငံအတွက်ကောကိုယ်တိုင်မြန်မာအမျိုးသမီးပုံစံအတွက်ကောတောင်ချေချေလုံးတိုင်းလေးရွေးထားရင်တော့ကျွန်တော်တို့အတွက်အများကြီးကောင်းနိုင်တယ်လို့ကျွန်တော်မြင်ပါတယ်အာဒီအတင်းကတော့အခုလက်ရှိကျွန်တော်တို့ဘာပဲပြောပြီးခဲ့တဲ့နေ့ကတတိယရတာတော့ဒါမှမဟုတ်ဒီကြောကလည်းဟိုကျွန်တော်တို့ဆန်ပါ ဟိုစားအသိပိုင်ရှင်ကလည်းအ ਨੇ ဆုံးတော့ကျွန်တော်တို့ဒုတိယနဲ့တတိယတော့ကျွန်တော်ပထမပေါ့ပထမနဲ့ဒုတိယတော့ကျွန်တော်မှန်ထားတယ်ဒါပေမဲ့သို့တော့အသိနေအများကြီးကွာချင်တယ်ကျွန်တော်တစ်ခွက်ချင်းတော့ကျွန်တော်သွားမယ်ပွဲဥဒ္ဓမှာကျွန်တော်တို့ကဟိုဟာ ISB ကိုသွားပြီးတော့ရှုံထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အသိမှာလိုအပ်ချက်လေးတွေရှိမယ်ကလေးတွေရဲ့ဘာပဲဖြစ်ဖွဲ့စည်းထားတာလေးကလည်းအခုမှပြန်ဆတာရဲ့ကျွန်တော်အရှိရှိလောင်းတိုင်းရမယ်ဘာပဲဖြစ်ပါအခုလက်ရှိကလေးတွေကစိတ်ပိုင်းဆိုင်ရာနဲ့တပွဲချင်းကိုတော့သူအကောင်းဆုံးပြင်ဆင်ပြီးတော့ကစားသွားချောက်အဲညွှန်ကြားမှုဆိုတော့ကျွန်တော်ကအခုအသိကောင်းဆောင်နေရတော့ကိုမလုပ်ဘူးဘာလို့လဲဆိုတော့ဒီငယ်လူလေးတွေပေါ့ငယ်တဲ့ကလေးတွေကပရိ လေးတွေပေးတယ်ဒါမှကိုကနောက်ကျောင်းကနေပြီးတော့ကပရင်တယောက်မဟုတ်ပေမဲ့အရင်ကကိုကပရင်လုပ်ခဲ့တယ်လက်ရှိလည်းနီးပြတယောက်ဆရာတယောက်အနေနဲ့ရောဒါမှစံပါတဲ့မှာရှိတယ်လက်ရှိနီးပြတွေလက်ရှိစီနီယာတွေသူတို့လုပ်တဲ့ဟာလေးတွေပုံမှန်မှကိုကဖူဆဲကစားခဲ့တဲ့လူတယောက်ဖြစ်တဲ့လိုအပ်တဲ့ဟာလေးတွေပေါ့ဘလို့တွေကစားဘလို့လို့တော့လိုအပ်တဲ့ဟာတော့ပဲကျွန်တော်အဲ့ဘက်အတင်းတွေဖြည့်စီပေးတာပေါ့လက်ရှိစင်ကစားတော့ဖြစ်တော့ပြန်ပြန်တော့ကစားချင်တာပေါ့ဒါမှမပဲပြောပြောအခုလက်ရှိ NI R တိုင်းကစားနေတဲ့ပုံစံတွေသွားနေတဲ့ position တွေနဲ့ဆိုရင်တော့ကိုရီးယားအများကြီးလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဖြည့်စီတာပဲရှိတယ်ကျွန်တော်ဒီဘက်ကိုလာရောက်ဝင်ရောက် ကစားခြင်းဒီကျော်လည်ရွေးစင်ပါရမယ်ငါလည်ရွေးစင်ဖြစ်ရမယ်ဆိုတော့စိတ်မျိုးတော့ရှိပြီမဲ့ဒါပေမဲ့ကိုလည်းရင်ရှိနေတဲ့အသက်နဲ့ကို့မှာရှိတဲ့ performance နဲ့ဘယ်လိုမှမရတာဒါပေမဲ့ကို့မှာရှိတဲ့တော့ကလေးတော့ကလေးတွေရှိမှာပါပြီးတော့အရင်တော့ကစားကြတဲ့ senior အတယောက်အနေနဲ့အခုအချိန်ထိအသက်40ကျော်ဒီ senior တယောက်ကဒီလိုမျိုးလေးကစားနိုင်သေးတယ်ဆိုတော့ဟာမျိုးလေးကျွန်တော်ကသွားကျင်တာပဲရှိတယ်ဂျန်နက်ကနေမရှိဘူးဒါကြောင့်ကျွန်တော်ဆမ်မအသက်မှာကို့ကိုထဲတဲ့ချိန်ကို့ကစားတဲ့ချိန်မှာအကောင်းဆုံးအသင်းတော်လည်းကစားမယ်ကို့မှာရှိတဲ့တော့သွားပြီးမှာလည်ရွေးစင်ရွေးရင်တော့ဘာပဲပြောတော့တိုင်းတာတစ်ခုပေါ့လိုအပ်တဲ့လောက်နောက်ဆုံးပါသွားတယ် ပဲဖြစ်ဖြစ်ဟိုပနာမှာပဲဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ဟိုကိုကစိတ်ရှိနေတာပေါ့ဖြစ်နိုင်ရည်ရှိသေးတယ်ဆိုရင်တော့လေစူးစမ်းကြည့်သေးတယ်ဒါမှမဟုတ်ဟိုကိုကစိတ်ပဲရှိရတယ်နော်ဖြစ်တော့ဖြစ်တော့ပါရင်တော့လေဟိုကစားတော့ကျွန်တော်ကဘာကြောင့်ဒီအရောပဲမြန်လို့ပြီးသွားလဲဆိုရင်ကျွန်တော်က ဟို1996ခုနှစ်တည်းကကျော်ဘလောင်းကစားနေတဲ့ဝင်ခဲ့တာကျွန်တော်2000အဲဒီ2019နေ့ကျွန်တော်စီးကဲနေကျွန်တော်ဆော့သေးတယ်ကျွန်တော်2019ကျမှကျွန်တော်နားလိုက်တယ်2019မှာနားပြီးမှကျွန်တော်19နှစ်အောင်မျိုးမျိုးဘလောင်းတဲမှာလက်တော်မီးပြကျွန်တော်လုပ်တယ်ပြီးတော့မြန်မာနိုင်ငံစဲအမျိုးသမီးအကြီးတင်ပေါ့အခုလက်ရှိကလေးတွေတွေကလည်းကျွန်တော်အဲဂျပန်နီးပြ UK နဲ့တွဲရကျွန်တော်လက်တော်နီးပြကျွန်တော်လုပ်ခဲ့တယ်အခုလက်ရှိကျွန်တော်သစ္စာအမှန်မျိုးမျိုးဘလောင်းတဲမှာလည်းအုပ်ချုပ်သူအနေနဲ့ရောနီးပြအနေနဲ့ရောကျွန်တော်ဒါတွေလုပ်တယ်ဒါတွေကကျွန်တော်ဒီဘလောင်းသမားဘဝနဲ့ဖြတ်သန်းခဲ့တဲ့ လူတယောက်အနေနဲ့ရောလက်ရှိကိုယ်မှာရှိတဲ့ကိုစိုးစားခဲ့တဲ့ဟာတွေကိုတွေးကြုံခဲ့ရတဲ့အခက်အခဲတွေကိုကစားခဲ့ရတဲ့ပုံစံလေးတွေကိုနောက်လာမဲ့ကလေးတွေဘာပဲပြောပြောရှေ့ရနေပြီးတော့ကိုတွေးကြုံခဲ့ရတာသူတို့ပေးကြင်တာဘလို့တွေကစားခဲ့တယ်ဘလို့သွားခဲ့တယ်အခုကျွန်တော်ဆိုရင်အဲအသက်40ကျော်ပြီဒါမှအခုချိန်နေကျွန်တော်ဒါဒီပူဇော်လေးကိုကျွန်တော်ပရောဇုံဝင်ဆော့တာကျွန်တော်ဘတ်ထရီထဲမှာလည်းမရှိဘာမှလည်းကျွန်တော်ရှိပြီတော့ကျွန်တော်အသေးမှသစ္စာအမှန်အသေးမှဆိုရင် အဲလိမှာဆိုကျွန်တော်ကလိုအပ်တာတော့ပဲကျွန်တော်သွားပြီးတော့လုပ်တယ်။ channel ဟာတွေကကျွန်တော်အုတ်ချုပ်စုကြောင်းနေနေပဲအေးစင်းနေတယ်။အဒီလိကိုဝင်ပြီးတော့ဆော့တာကဘာထွင်နေမှမရှိဘူး။ဘာလေ့ကျင့်မှုမှကျွန်တော်မရှိတာ။အခုမှသူတို့နဲ့လာကြတဲ့ရှင်ရမှာကိုကြည့်တာလေးနဲ့ကျွန်တော်လုပ်တာ။အဲအသက် blog တွေဆိုတော့ကျွန်တော်ဒါကတော့ဟိုကိုကစားနိုင်သေးတော့သွားမှာပေါ့နော်။ဘာလို့အခုဒါ human လိမှာဆိုရင်တော့လည်းဒီပြိုင်ပွဲပြီးဆုံးတဲ့အထိပေါ့သူတို့ကနှစ်ကြော့ပြိုင်ပွဲသွားမယ်လို့ပြောတယ်။အဲဒါလေးမှာတော့ကိုကစားနိုင်တယ်လို့အသင်းတော်ကိုကိုထည့်တဲ့အချိန်ကိုတောင်းချင်အောင်ကစားပေးမယ်။အသင်းတော်လည်းလိုအပ်တဲ့ဟာလေးတွေစိုးရင်းတော့ပေးမယ်။အဓိကကတော့ဒါဖူးစဲကစားမ မားတွေတွေမြန်မာလေယူစင်အများကြီး ထွက်ပေါ်လာဖို့အတွက်ကိုရီးယားရှိရနေပြီးတော့ဒါလေးကတော့အရေးစီများကစားသမားကဒီလိုမျိုးလေးသွားနိုင်တယ်ဆိုတဲ့ကြောင့်သူတို့တဲ့လုံလုံကျွတ်ကျွတ်အကောင်းဆုံးအထင်မှာတော့မပါဘူးသို့တော်လည်းကိုကစားခဲ့တဲ့နှစ်နဲ့ကိုပြသန်းခဲ့တဲ့နှစ်မှာခုချိန်ထိသွားနိုင်သေးတဲ့ဟာလေးတော့ပြချင်ကျွန်တော်အမှန်တမ်းပြောရင်တော့90ရေ60ရေတော့မကန့်သက်ထားဘူးဒီကျွန်တော်နှစ်ချောင်းကောင်းနေသေးဒီကနာကောင်းကောင်းနေသေးကျွန်တော်ရဲ့တက်လို့ရှိနေသေးလူဆိုတော့ခုချိန်ပြောကြတာပဲလေအသက်ကြီးပြီခုချိန်ကစားရင်ပြန်မဆက်တော့ဘူးအဲဘောလုံးကတော်အများကြီးတွေးပါတယ်ဒါကတော့ဘောလုံးမဘွားမှာတော့မဖြစ်နိုင်တော့ပါဘူးဒါမဲ့စိတ်ပဲကိုလိုကရှိတော့တာပါဟုတ်